ားပါရှင်။ရန်ကုန်ခေတ်တရဲ့နေလေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာဆယ်ရက်အတွင်းကိုအသက်မပြည့်သေးတဲ့ကျောင်းသားတွေပါဝင် လူငယ်30ကျော်ပျောက်ဆုံးနေပြီးလူငယ်တချို့ကလည်းစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးခံထားရပါတယ်။မင်းအွန်လိုင်းစိုးဝင်းအပါဝင်စစ်ဘိုလ်ချုပ်တွေကိုတူးချင်းစီ နိုင်ငံတကာကပိတ်ဆို့ထားပေမဲ့ စ်ကော်မရှင်အနေနဲ့အရေးယူတန်းခတ်မှုကနေကင်းလွတ်နေတယ်လို့ GFN ကတတိပေးလာတဲ့သတင်းပါဝင်နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့မှာဩဂုတ်လ25ရက်နေ့ကနေစက်တင်ဘာလ3ရက်နေ့အထိအသက်မပြည့်သေးတဲ့ကျောင်းသားတွေပါဝင်လူငယ်30ကျော်ပျောက်ဆုံးနေပြီးလူငယ်တချို့ကတော့စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးခံထားရတယ်လို့ပျောက်ဆုံးနေတဲ့လူငယ်တွေရဲ့မိဘဆွေမျိုးတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ25ရက်နေ့ည9နာရီမိနစ်20လောက်ကရန်ကုန်မြို့တောင်ကလာပါမြို့နယ်စက်မှုနစ်လမ်းမှာရှိတဲ့တနော်မြန်မာ service center ကနေအိမ်ပြန်လာတဲ့အသက်25နှစ်အရွယ်မောင်လွင်ကိုထက်ဟာအိမ်ပြန်ရောက်မလာခဲ့ဘဲပျောက်ဆုံးသွားတယ်လို့ဖခင်ဖြစ်သူဦးကျော်စွာထွေးကပြောပါတယ်။ အဲ့ဒီနောက်စက်တင်ဘာလ၂ရက်နေ့ညနေပိုင်းမှာတော့ခလာယာ၂၀တယင်းကဘိုကြီးကျော်နိုင်ဆိုသူကဖုံးဆက်ကငွေရှိသိမ်းလွှဲပေးဖို့တောင်းလာခဲ့ပါတယ်။မောင်လင်းကိုထက်ရဲ့ဖခင်ဖြစ်သူကလည်းတဖြစ်သူနဲ့စကားပြောခွင့်တောင်းဆိုခဲ့တယ်လို့လူချင်းတွေးမှပေးမယ်လို့ပြန်ပြောခဲ့ပြီးတဲ့နောက်တဖြစ်သူနဲ့စကားပြောခွင့်မရခဲ့တယ်လို့ဘိုကြီးကျော်နိုင်ဆိုသူပြောတဲ့အချက်လက်တွေကလည်းလွှဲမနေတာကိုတွေ့ရတယ်လို့ဦးကျော်စွာထွေးကပြောပါတယ်။ အဲဒါကြောင့်သားဖြစ်သူမောင်လွင်ကိုထပ်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးတောင်းကလာပါမြို့မရဲစခန်းလူကုန်ကူးမှုတားဆီးနေနေရဲတပွဲစီကိုတိုင်ကျက်ဖွင့်လိုက်လံရှာဖွေနေပြီးဒီနေ့အထိတော့မောင်လွင်ကိုထပ်နဲ့အဆက်အသွယ်မရသေးဘူးလို့မောင်လွင်ကိုထပ်ရဲ့ဖခင်ဖြစ်သူဦးကျော်စွာထွေးကရန်ကုန်ခေတ်တစ်ကို ပြောပါတယ်အခုလိုပဲဩဂုတ်လ26ရက်နေ့ည8နာရီခန့်အချိန်ကရန်ကုန်မြို့တာဂေတမြို့နယ်ရံပြေရက်ကွက်မှာအသက်26နှစ်အရွယ်ကျန်းမာရေးမကောင်းမွန်တဲ့ မောင်နိုင်နိုင်ပျောက်ဆုံးသွားတာကြောင့်သက်ဆိုင်ရာရဲစခန်းမှာလူပြောက်အမှုဖွင့်တိုင်တန်းကလိုက်လံရှာဖွေနေပေမဲ့လည်းမနေ့ကစက်တင်ဘာလ2ရက်နေ့အထိဘာဆက်သွဲမှမရသေးဘူးလို့မိသားစုဝင်တဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့ဩဂုတ်လ28ရက်နေ့ကလည်းဗဟန်းမြို့နယ်မှာနေထိုင်တဲ့အသက်15နှစ်အရွယ်မောင်ကောင်းကောင်းမြတ်ခေါ်ကောင်းခန့်အောင်အောင်နေအိမ်ကနေထွက်သွားပြီးပျောက်ဆုံးသွားတာကဒီနေ့အထိပြန်လည်မတွေ့ရှိရသေးဘူးလို့သိရပါရယ်။ ဒါပြင်ဩဂုတ်လ26ရက်နေ့ကလည်းအင်းစိန်မြို့နယ်မှာနေထိုင်တဲ့အသက်16နှစ်အရွယ်ထလာကျဲအိုလျန်းဟာရန်ကုန်မြို့ထဲမှာဂျပန်စာသင်တန်းသွားတက်ဖို့တွားရောက်ပြီးတဲ့နောက်မှာတော့ပျောက်ဆုံးနေကမိဘတွေကဒီနေ့အချိန်ထိရှာမတွေ့တော့ဘဲလိုက်လံစုံစမ်းနေတယ်လို့သိရပါတယ်။ရန်ကုန်ခေတ်သစီကိုအတိပေးအကြောင်းကြားလာတဲ့မိဘဆွေမျိုးတွေရဲ့တိုင်ကြားချက်တွေအရတော့ဩဂုတ်လ25ရက်နေ့ကနေစက်တင်ဘာလ3ရက်နေ့အထိ10ရက်အတွင်းမှာ ရန်ကုန်မြို့တဝမ်းကအသက်မပြည့်သေးတဲ့ကလေးတွေအပါအဝင်လူငယ်30ကျော်ပျောက်ဆုံးနေပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့တဲ့င်းကတော့နိုင်ငံတကာကစစ်ဘိုလ်ချုပ်တွေကိုတဦးချင်းစီနိုင်ငံတကာတန်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားပေမဲ့စစ်ကော်မရှင်ဖွဲ့စည်းအနေနဲ့တော့အရေးယူတန်ခတ်ပိတ်ဆို့ခံရမှုကနေကင်းလွတ်နေတယ်လို့ Justice for Myanmar GFN ကဒီနေ့ထပ်ပြီးသတိပေးထားပါတယ်။ စစ်ကော်မရှင်ခေါင်းဆောင်ဖြစ်တဲ့မင်းအောင်လှိုင်အပါအဝင်စစ်ကော်မရှင်အဖွဲ့ဝင်တွေအားလုံးမှာအ ਨੇ ဆုံးနိုင်ငံတစ်ခုခုရဲ့တန်ခတ်ပိတ်ဆို့မှုချမှတ်ခံထားရသူတွေဖြစ်ပေမဲ့စစ်ကော်မရှင် SSPC အဖွဲ့အစည်းကိုတန်ခတ်ပိတ်ဆို့မှုချမှတ်မထားတာကစိုးရင်ရတဲ့အခြေဖြစ်နေပြီးစစ်အုပ်စုအတွက်ကေပေါက်တစ်ခုဖန်ထီးထားသလိုဖြစ်နေတယ်လို့ GFN ကထောက်ပြပါတယ်စစ်ကော်မရှင်မတိုင်ခင် အရင်စစ်ကောင်စီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုတော့ အာနာသိမ့်ပြီး2021ခုနှစ်ကနေ2023ခုနှစ်အတွင်းမှာ American UK ဥရောပသမဂ္ဂ EU နဲ့ကနေဒါနိုင်ငံတို့ကတံခါးပိတ်ဆို့မှုတွေအသီးသီးချမှတ်ခဲ့ကြပါတယ်။ဒါပေမဲ့စစ်ကော်မရှင်အဖြစ်ပြောင်းလဲဖွဲ့စည်းပြီးတဲ့နောက်မှာတော့အဲ့ဒီကော်မရှင်ကို နိုင်ငံတကာကတံခါးပိတ်ဆို့အရေးယူထားတာမရှိသေးဘူးလို့ GFN ကပြောပါတယ်။မြန်မာစစ်အုပ်စုကတရားမဝင်အာဏာသိမ်းကြိုးပမ်းမှုရဲ့ အစိပ်ပိုင်းတစ်ခုအပြင် အတူရောင်ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်မှုအနေနဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SAC ကိုနိုင်ငံတော်လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကော်မရှင် SSPC လို့ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။နိုင်ငံတကာအစိုးရတွေအနေနဲ့တရားမဝင်စစ်အုပ်စုကိုကြကြပြန့်ပြန့်တန်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားနိုင်ဖို့နဲ့တန်ခတ်ပိတ်ဆို့မှုတွေကိုကြော်လွားရှောင်ရှားနိုင်တာမရှိစေဖို့အတွက်စစ်ကော်မရှင် SSPC ကိုတန်ခတ်ပိတ်ဆို့မှုစီရင်နေမှာ အမြန်ဆုံးထည့်သွင်းဖို့ GFN ကထပ်မံတောင်းဆိုထားပါတယ်ရှင်။တဖက်မှာလည်းမြမအရေးကို ICC ကိုလွှဲပြောင်းဖို့ကုလလူ့အခွင့်ရေးမဟာမင်းကြီးတောင်းဆိုနေပါတယ်။မြမနိုင်ငံရဲ့အခြေအနေကပုံမဆိုးရွားလာနေပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီကမြမအရေးကိုနိုင်ငံတကာရာဇဝတ်ခုံရုပ်ကိုလွှဲပြောင်းပေးဖို့အတွက် ကုလသမဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘောဂါထုကမနေ့ကအစီရင်ခံစာထုတ်ပြန်တောက်ဆိုလိုက်ပါတယ်မနေ့ကစတင်ပါလာ၂ရက်နေ့မှာကုလသမဂလူခွင့်ရေးယုံကမြန်မာနိုင်ငံရဲ့လူခွင့်ရေးအခြေအနေပုံမဆိုးရွားလာနေပြီးအထူးသဖြင့်ရခိုင်ပြည်နယ်မှာ2019ခုနှစ်အတွင်းစစ်တပ်ကကျူးလွန်ခဲ့တဲ့ရက်စက်ကြမ်းကြုတ်မှုတွေဖြစ်တဲ့တပ်ဖြတ်မှုညှဉ်းပန်းနှိပ်စက်မှု ွာတွေကိုစီးနှင်းမှုအဆုလိုက်အပြုံလိုက်ရွှေပြောင်းမှုတွေတော်တော်များလာတယ်လို့ထောက်ပြထားပါတယ်မြန်မာနိုင်ငံမှာစစ်တပ်ကစစ်အာဏာသိမ်းပြီးတဲ့နောက်2021ခုနှစ်ကနေ2025ခုနှစ်ဩဂတ်လအထိပြည်သူ9100ခန်းကိုစစ်အုပ်စုကတပ်ဖြတ်ခဲ့ပြီးအဲ့ဒီခြေကမှသုံးပုံတပုံခန်းဟာအမျိုးသမီးတွေနဲ့ကလေးငယ်တွေဖြစ်ပါတယ်နိုင်ငံရေးအကြောင်းပြချက်နဲ့အ ਨੇ စုံလူ2560ကိုဖမ်းဆီးခဲ့ပြီး 2000ကျော်ကတော့အကျဉ်းချခံနေရဆဲဖြစ်တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာပဋိပက္ခတွေအရှိန်မြင့်လာချိန်ကနေစပြီးလူပေါင်းရာချီနေရက်စုတ်ခွာထွက်ပြေးခဲ့ရပါတယ်။2023ခုနှစ်နိုဝင်ဘာလကနေစတင်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရိုဟင်ဂျာတသိန်းခွဲခန့်ထွက်ပြေးခဲ့ပြီးအရင်ကလည်းစစ်တပ်ရဲ့ကျူးလွန်မှုတွေကြောင့်ရိုဟင်ဂျာတသန်းနီးပါးထွက်ပြေးခဲ့ရပြီးဖြစ်ပါတယ်။စစ်တပ်လိုမျိုးပဲအေအေကလည်းအရက်သားပြည်သူတွေပေါ်ကျူးလွန်မှုတွေရှိနေပြီး ပြည်တံကင်းလို့ခွေရရှိနေကအဲ့ဒီအချိန်ကအချိန်လေးလိုမျိုး ထက်မြင်ရတာကအယမ်းနာကျင်ခံစားရတယ်လို့မဟာမင်းကြီးကပြောပါရယ်နိုင်ငံတကာဥပဒေကိုချိုးဖောက်မှုတွေဆက်လက်ဖြစ်ပွားနေတာကလက်ရှိပြည်တံကင်းလို့ခွေရရှိနေတာတွေကြောင့်ဖြစ်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီကမြန်မာနိုင်ငံရဲ့အခြေအနေအရေးရက်ကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကိုလွှဲပြောင်းပေးဖို့အတွက်ကိုသူကထပ်မံတောင်းဆိုထားပါရယ်ရှင် မကွေးတိုင်းဘက်မှာလည်းပေါ်တာဆွဲမှုတွေရှိနေပါတယ်။မကွေးတိုင်းဆလင်းမြို့နယ်လာဝကယုံမှာမပုံတင်လာလို့တဲ့အသက်35နှစ်အရွယ်ကိုဝေဖြိုးမောင်ကိုစစ်တပ်ကဝိုင်းဝန်းရိုက်နှက်ပြီးပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ပြည်သူညီလောင်ဆလင်းတရင်တာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကစတင်မာလာ၂ရက်နေ့မနက်၁၀နာရီခွဲမှာဆလင်းမြို့နယ်လာဝကယုံကိုကြောက်ရဲကျွန်းကြီးရွာကနေမပုံတင်လာလို့တဲ့ အသက်35နှစ်အရွယ်ကိုဝေဖြိုးမောင်ကိုစစ်သားတွေကဝိုင်းဝန်းရိုက်နှက်ပြီးပေါ်တာဆွဲဖမ်းဆီးခဲ့ကစလင်းမြို့နယ်ရဲစခန်းကိုခေါ်ဆောင်သွားပြီးလက်ရှိအချိန်ထိရဲစခန်းမှာချုံနောက်ထားကမိသားစုတွေကိုလည်းတွေးခွင့်မပေးဘူးလို့သိရပါတယ်။အခုနှစ်ဧပြီလအတွင်းမှာစလင်းမြို့နယ်လာဝကရုံကို စလင်းမြို့ပြ UG အဖွဲ့ကဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးမှတ်ပုံတင် လာရောက်လှုပ်ဆောင်တဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေမလုဆောင်ဖို့တတိပေးပြောဆိုထားကား စလင်းမျိုးတွေအတွင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့လည်းအကြမ်းဖက်စစ်တပ်ရဲ့ဘယ်ရုံးကိုမဆိုမသွာလာကြဖို့တော်လန်ရေးတပ်ဖွဲ့တွေကမြစ်တာရက်ခံထားပါရဲ့ရှင်။တနင်္သာရီတိုင်းဘက်မှာတော့တနင်္သာရီတိုင်းဒဝေမြို့နယ်ကြောက်မဲတောင်မှာအကြမ်းဖက်စစ်သား၄ဦးကို KNL အထူးဗျူဟာနဲ့တော်လန်ရေးပူးပေါင်းတပ်ဖွဲ့ကလက်နက်ခင်းရန်အပြည့်စုံနဲ့ဖမ်းဆီးရမိခဲ့တယ်လို့ရေဘလူတရင်မှုကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ မနေ့ကစက်တင်ဘာလ2ရက်နေ့မှာအကြမ်းဖက်စစ်တပ်နဲ့ KNL တပ်တွေကြားထိတ်တိုက်တွေ့မှုဖြစ်ပွားချိန်မှာဖမ်းဆီးရမိခဲ့တာလို့သိရပါတယ်။ဖမ်းဆီးရမိခဲ့တဲ့စစ်သားတွေကိုစစ်တုပ်ပန်းအနေနဲ့ထိမ့်သိမ်းဖမ်းဆီးထားမှာဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့ဘက်ကတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်ရှင်။မွန်ပြည်နယ်ဘက်ကိုကြည့်အောင်ပါ။မွန်ပြည်နယ်မြို့တော်မြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်အလုလုပေးနေတဲ့ မောင်မျိုးပြစ်ခတ်ခံရပြီးတည်ဆုံးသွားတယ်လို့မြို့တော်ပြည်သူ့ကာကွယ်ရေးဖွဲ့ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ၁ရက်နေ့ည9:30မိနစ်ကမြို့တော်မြို့နယ်လက်မကြီးမော်လမြိုင်တန်ပြူဇရက်လမ်းပိုင်းတနေရာမှာအကြမ်းဖက်စစ်ကောင်စီတပ်အတွက်အလုလုပေးနေတဲ့ပြူစောတိမောင်မျိုးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကပြစ်ခတ်ရှင်းလင်းခဲ့တာကြောင့်နေရာမှာတင်သိမ်းဆုံးသွားတယ်လို့သိရပါတယ်။ တိတ်ဆုံးသွားတဲ့ပြူစောတိမောင်မျိုးအားအကြမ်းဖက်စစ်ကောင်စီတပ်လက်အောက်ခံစာယာဖာတက်စီကိုမမှန်မကန်သတင်းပေးတာစာယာဖာတပ်ဖွဲ့ကနေစေခိုင်းနာတွေကို လုတ်ကင်ပေးတာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကပြည်သူလူထုကိုဖမ်းဆီးနှိပ်စက်တာမှလည်းပူပေါပါဝင်ပေးနေတာတို့ကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့ရတာလို့သိရပါတယ်။အဲ့ဒီလုတ်ဆောင်မှုကိုမော်လမြိုင်ခရိုင်စစ်စင်ရေးအဖွဲ့နဲ့ပူပေါင်း30မြင်းဆောင်စစ်စင်ရေးအဖွဲ့တို့ကလုတ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့အထီးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံကချနာပူရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာအလုသမား39ယောက်ဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းဌာနတွေကသတင်းဖော်ပြထားပါတယ်။မနေ့ကမနက်6နာရီခွဲကထိုင်းနိုင်ငံကချနာပူရီတက်ခနိုကျေးရွာမှာတရားမဝင်မြန်မာအလုသမားအမျိုးသား28ယောက်နဲ့ အမျိုးသမီး12ယောက်စုစုပေါင်း39ယောက်ပါဝင်တဲ့ကားနစီကိုထိုင်းရနာပိုင်တွေကဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရရှိခဲ့တဲ့မြန်မာနိုင်ငံသားတွေမှာအထောက်အထားတစုံတရာမရှိဘဲထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်မှုနဲ့အမှုဖွင့်ဖမ်းဆီးထားတယ်လို့သိရပါတယ်။အခုလိုပဲထိုင်းနိုင်ငံဘန်ကောက်မြို့ဧကချိုင်ဘန်ဘောကစက်ချုပ်ရုံမှာတရားဝင်မြန်မာအလုသမား14ယောက်ကလောက်ခလာစာအပြည့်မရတဲ့အပြင် အလုတ်ထွက်ချိန်မှာအလုတ်လုတ်ခွင့်စာရွက်စာတမ်းတွေကိုလည်းတင်စီခံထားရတယ်လို့သိရပါတယ်။မြန်မာအလုတ်သမား14ယောက်ကအဲ့ဒီစက်ချုံရုံမှာအလုတ်လုတ်တာကတနစ်ကျော်ရှိပေမဲ့လေအလုတ်လစာမမှန်တဲ့အပြင်အခုနှစ်ဇူလိုင်လပိုင်းကနေစပြီးဩဂတ်လ23ရက်နေ့အထိလောကတဝက်စာသာရရှိတာကြောင့်အလုတ်ထွက်ခဲ့ပေမဲ့လေအလုတ်ရှင်ကပေးဖို့ကြံနေတဲ့လစာစုစုပေါင်းထိုင်းပတ်ငွေ8000ကျော်နဲ့ပန်းရောင်ကက်တွေကိုထုံမပေးဘဲတင်းယူထားတယ်လို့သိရပါတယ်။ အဲ့ဒီအလုရှင်ကမြန်မာလူမျိုးဖြစ်ပြီးလောက်ခလာကတွေကိုလည်းအပြည့်အဝမပေးဘဲအလုသမားတွေရဲ့စာရွက်စာတမ်းတွေကိုတင်စီထားခွင့်မရှိဘဲတင်စီထားတာကြောင့်အလုသစ်လည်းရှာဖွေမရဘူးလို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။